အားလုံးပဲမင်္ဂလာပါကျွန်တော်အရင်ဗီဒီယိုတို့မှာတော့ဒါ bigger account ဖွင့်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားလည်ပြီးသွားပြီပေါ့နော်လက်ရှိဒီဗီဒီယိုမှာတော့ကျွန်တော်ဒါ bigger account ဖွင့်ပြီးတဲ့နောက်ပိုင်းပေါ့နော်ကျွန်တော်ဒါ future trade spot trade အာဒီအရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကဒီဗီဒီယိုမှာရှင်းပြမှာဖြစ်တယ်ပေါ့ဆိုတော့ဒီကြားမှာကျွန်တော်ဒါ bigger account ဖွင့်ပြီဆိုတာနဲ့ကိုယ့်ရဲ့ account ထဲမှာဝယ်ရောင်းလို့ပို့ပေါ့နော် USDT ဒါမှမဟုတ် USDC ပေါ့နော်အာဒါရှိဖို့လိုရတယ်ပေါ့ ဒါ USDT USDC ဆိုတာဒါ stable coin လေးပေါ့နော်ပြောမှဆိုရင်သူတို့ရဲ့တန်ဖိုးကကျောင်းဒါ US ဒေါ်လာရဲ့တန်ဖိုးနဲ့မတိမ်မရင်းမှာရှိရပေါ့ဆိုတော့ဒါကိုယ့်ရဲ့ wallet ထဲမှာ percent ထည့်လို့ရတယ်ညီရပဲကျောင်းဒါ၃နီးလောက်ရှိရပေါ့နော်ဥပမာကျောင်းဒါ on chain ပေါ့ပြောမှဆိုရင်ဒါ network ကနေပြီးတော့ထည့်တာပေါ့ကိုယ့်ရဲ့ငွေချင်းတို့ဘာလို့ကနေပြီးတော့ဒါကိုယ့်ရဲ့ဒါ wallet address ပေးပြီးတော့မှထည့်ခိုင်းတာပေါ့နော်ဥပမာပြောမှဆိုရင်ကျောင်းဒါ BEP20 ဒါမှမဟုတ် Aptos ပေါ့နော် TRC20 အာဒီလိုအနေပြီးတော့ကျွန်တော်ဒါကိုယ့်ရဲ့ account ထဲကိုပတ်စံထည့်တာပေါ့နောက်တနည်းကတော့ဒါ bigget သုံးတဲ့သူတယောက်အနေနဲ့ဒါကိုယ့်ရဲ့ bigget ID ID ပေးပြီးတော့မှတခြား bigget သုံးတဲ့သူစီကနေပြီးတော့ကိုယ့်ရဲ့ ID ထဲကိုဒါပတ်စံထည့်ခိုင်းတာပေါ့နော်ဒါတနည်းပေါ့ဆိုတော့ဒီကျမလွယ်ကူဆုံးကတော့ကျွန်တော်ဒါ P2P ပေါ့နော် P2P ကတော့ကျွန်တော်ဒါအာ bigget ထဲမှာပါပြီးသားပေါ့ဆိုတော့အဲ့ဒါနေကျွန်တော်ဒါသွားဝယ်လို့ရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒါ P2P ထဲကိုသွားမယ်ဆိုရင်ကျွန်တော်ဒီမှာအာ P2P ပေါ့နော် တော့ဒီမှာကျွန်တော်တို့ပီတူပီမှာသွားကြည့်ကြည့်မယ်ဆိုရင် buy and sell တွေ့ရမှာပေါ့ဆိုတော့ buy ဆိုရင်ကျတော့ကျွန်တော်ဒီကမှာဝယ်လို့ရမှာပေါ့နော်ဆိုတော့ဒီမှာ TV set ပေးပေါ့နော်ကျွန်တော်ဒါအသုံးများတာတော့ TV set ပေး weight ပေးပေါ့နော်တခြား band transfer လည်းရတယ်ပေါ့ဆိုတော့ကျွန်တော်ဒီမှာဝယ်မယ်ဆိုရင်ပထမဆုံးတစ်ယောက်စီမှာဝယ်မယ်ဆိုရင်4640နဲ့ပေါ့နော်သူက3000နဲ့ပြောစရအောင်မှာပေါ့သူစီမှာ600နဲ့မှ9.6 USDT ရှိမှာပေါ့ဆိုတော့သူစီဝယ်ဖို့ဆိုရင်ကျွန်တော် buy ကိုနှဲ့ပြီးတော့မှာ ဒီမှာ minimum ပေါ့နော်အနည်းဆုံးစုစီမှာဝယ်မယ်ဆိုရင်တသိန်းဖို့ပတ်ဝယ်ရမှာပေါ့ဆိုတော့ကျွန်တော်ဒီမှာတသိန်းထည့်ပြီးတော့မှအောက်ကကျွန်တော် buy USDT with 0 fees ပေါ့ပြောမှဆိုရင်ကျွန်တော်ဒါ finance တို့ finance ကကျွန်တော်ဒါအာ P2P ထဲမှာလဲ finance P2P ထဲမှာဆိုရင်ကျွန်တော်ဒါ fee ဖြတ်တာရှိရပေါ့ဒါပေမဲ့ big cap P2P မှာကျတော့သူကလောက fee မဖြတ်ဘူးပေါ့နော်သူက free ဟုတ်တယ်ပေါ့အာဆိုတော့ကျွန်တော်ဒီမှာ buy USDT with 0 fee ကိုနှဲ့ပြီးတော့မှ order တင်ပြီးတော့ကျွန်တော်ဒီမှာ KB KB ဇာပေးပါတော့ဟိုဘက်ဟိုရောင်းမဲ့သူဘက်ကိုကျွန်တော်ကအာ KB ဇာပေးရနေပြီးတော့ငွေလွှဲပြီးတဲ့နောက်ပိုင်းသူစီရနေပြီးတော့ကျွန်တော်ညီမ27.55 USDT ကျွန်တော် wallet ထဲကိုရောက်လာမှာပေါ့နော်ဆိုတော့အဲ့ဒါပြင်တော့ကျွန်တော်ထည့်ယူလို့ရမှာပေါ့ဆိုတော့ကိုက trade ယူပြီးတော့မှကိုမြတ်တာပြီးပြင်အောင် channel ဆိုရင်လည်းကျွန်တော်ဒီမှာ sell ပေါ့နော်ဒါ sell မှာလာပြီးတော့မှခုနကျွန်တော်ပြောတဲ့အတိုင်းပေါ့ဒီသားလေးမှာကျွန်တော်ဒါ sell button နဲ့ပြီးတော့ဒါရောင်းလို့ရတယ်ပေါ့နော်ကိုဘယ်လောက်ရောင်းချင်တာလဲ ဒီမှာရောင်းလို့ရမှာပေါ့ဆိုတော့ဒါကတော့ရောင်းရောင်းမယ်ဆိုရင်လည်းကျွန်တော်ခုနတန်းပဲပေါ့နော်ကိုဘလောက် USDT ရောင်းချင်တာလဲအာဆိုတော့ဥပမာ5 USDT ဆိုရင်5ပေါ့လက်ရှိကျွန်တော်ရောင်းလို့မရသေးဘူးပေါ့နော် account add မလုပ်ထားသေးဘူးပေါ့ကျွန်တော်ပြောမယ်ဆိုရင် payment method ကျွန်တော် add မလုပ်ရသေးဘူးပေါ့နော်ဆိုတော့ payment method add မလုပ်ထားဘူးဆိုရင်တော့ကျွန်တော်ဒီကနေ payment method add လုပ်လို့ရမှာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ဒါ wave pay ပေါ့နော် KBZ pay လက်ရှိမှာပေါ့ကျွန်တော်ဒီမှာ KBZ pay ဆိုပြီးတော့ရိုက်ချပြီးတော့မှာ ဒီမှာ J visa ပေးဖို့ကျွန်တော်ဒါ add လုပ်လဲရရယ်ပေါ့နော်လက်ရှိတော့ဒီမှာကျွန်တော်ဒါတွေတော့လုပ်ပြမနေတော့ဘူးပေါ့နော်အဓိကကျွန်တော်ဒါ spot trade နဲ့ future trade ကိုနားလည်မှာဖြစ်ကြအောင်လို့ဆိုတော့ကျွန်တော်ဒီမှာကိုရောင်း channel USDT ထည့်ပြီးတော့မှ sell USDT with 0 piece ပေါ့နော်ဒီမှာကိုက KP ဆိုရင်လည်း KP ကိုကျွန်တော်ဒါကိုရ detail ထည့်မယ် wave pay ဆိုရင်လည်း wave ပေါ့အဲ့ဒါပြင်တော့ကျွန်တော်ဒီဘက်မှာအာအာ trade လုပ်မှာဘက်ကိုတစ်ချက်လောက်ပတ်ကြည့်ကြည့်မှာပေါ့ Surah Pramadon Chano Das Portrait Na Pate Thao Na Le Mepo No Das Portrait Na Dwe Chano Chano Ni Ma Trade Surah Uwe Mepo Chama Su Nira Ma Chano Bu Home Si Me, Market Si Me, Trade Si Me, Future Si Me, Asset Si Me Mepo No Asset Surah Ra Chano Da Wale Diu La Chilu Ya Mepo No Bo Te Ma Blau Si Le, Future Te Ma Blu Si Le Bo N Te Ma Blu Ni Ta Si Le Te Cha Da Future Copy Trade Na Mepo No Margin Bot Bo OTC Bo Unche Bo Di Nali Ma Chano Da အာကိုယ့်ရဲ့ wallet ရဲ့အကြောင်းကိုလာကြည့်လို့ရမှာပေါ့ဆိုတော့ဒီမှာ trade ဆိုတာကိုနိုင်မှာဆိုရင်ကျွန်တော်ဒါ support trade ကိုပထမဆုံးရောက်မှာပေါ့နော်ဒါဒီဘက်က margin trade တို့တခြားတွေလည်းကျွန်တော်ဒါ trade ယူလို့ရတဲ့အရာတွေပဲပေါ့နော်ပြောမှဆို and ဆိုတာတော့ကျွန်တော်ဒါအတူယူရတာဖြစ်တယ်ပေါ့ဒါ on chain ဆိုတာလည်းကျွန်တော်ဒါဒါတော့နည်းနည်းကျွန်တော်နားလဲတဲ့အနေထားရောက်မှာဒီအရာတွေကိုကျွန်တော်ဒါ margin trade တို့ on chain တို့ဘက်ကိုသွားတာကောင်းမှာပေါ့နော်နားမလဲသေးဘူးဆိုရင်တော့ကျွန်တော်ဒါ support rate ကို support rate ကနေစတာပို့ပြီးတော့ကောင်းတယ်ပေါ့ဆိုတော့ဒီထက်မှကျွန်တော်ဒါအာအသုံးများတယ်ပေါ့နော်ကျွန်တော်ဒါမြန်မာ user တွေအနေနဲ့ဒါ support rate နဲ့ကျွန်တော်ဒါ future trade ကိုပို့ပြီးတော့အသုံးများကြတယ်ဆိုတော့ကျွန်တော်ဒါ support rate ကိုတစ်ချက်လောက်လုပ်ကြည့်မယ်ပေါ့ဒါ support rate ကိုသွားမယ်ဆိုရင်ဒီထက်မှကျွန်တော်ဒါ support wallet ထဲမှာပတ်စံရှိဖို့လိုရတယ်ပေါ့နော်တကယ်လို့ future trade လုပ်မယ်ဆိုရင်ကျွန်တော်ဒါ future wallet ထဲမှာပတ်စံရှိဖို့လိုရတယ်ပေါ့ဆိုတော့လက်ရှိဆိုရင်ကျွန်တော် support wallet ထဲမှာ 12.88ရှိရပါတော့ဒါဆိုရင်ကျွန်တော် trade ယူလို့ရတယ်ပေါ့ okay ဒါဆိုကျွန်တော်ဒီမှာ spot trade ထဲကိုဝင်မယ်ပြီးတော့ဒီမှာကျွန်တော်ဒါ buy and sell တွေ့ရမှာပေါ့ဒီနားလေးမှာဆိုရင်ဒါ BGB ရှိမယ် BTC တို့တခြား ETH HRP ပေါ့ကိုရွေးချင်တဲ့ coin ကိုရွေးလို့ရမှာပေါ့လက်ရှိတော့ကျွန်တော်ဒါ BGB ကိုပဲအာတခြားလောက်လောက်ပြမှာပေါ့နော်အဲ့တော့ BGB ဆိုတာတော့ကျွန်တော်ဒါ big cap coin တစ်ခုပေါ့နော်အာကျွန်တော်တို့ minus မှာ BNB coin ရှိတယ်လို့ပေါ့နော် ဘက်ကကလည်းတဲ့ BGB coin ရှိရပေါ့ဆိုတော့ BGB ကိုကျွန်တော်တို့ buy and sell ပြင်တော့အောက်မှာကျွန်တော်တို့ limit ရှိမယ်အပြင် market ရှိမယ်ပေါ့နော်တကယ်လို့ market price နဲ့ဝယ်မယ်ဆိုရင်ကျတော့ခုလက်ရှိရှိတဲ့ဈေးနဲ့ဝယ်သွားမှာပေါ့နော်ဈေးတသမ1.5ခုနဲ့ကျွန်တော်တို့ order တင်လို့ရမှာပေါ့အာတကယ်လို့ကိုကဈေးထက်ကျမှာဝယ်မယ်ဆိုရင်ကျတော့ကျွန်တော်တို့ limit order လုပ်မှာပေါ့နော်ဆိုတော့ limit နဲ့ဝယ်မယ်ဆိုရင်ကျွန်တော်ဒီမှာဈေးကိုကိုကနဲ့ကိုရိုက်ထက်လို့ရတယ်ပေါ့ဥပမာ၄ဒေါ်လာတိကြမှာကျွန်တော်ကဝယ်မယ်ဆိုရင်၄ဒေါ်လာပေါ့နော်ပြန်တော့ကျွန်တော်ဒါကိုလုပ်မယ် ဒီမှာ take profit ပေါ့နော်ပြောမယ်ဆိုရင်ဒါ9ဒေါ်လာရောက်ရင်တော့ကျွန်တော်ရောင်းမယ်အာ4ဒေါ်လာရောက်ရင်တော့ကျွန်တော်ကအရှုံးခံပြီးတော့ထွက်လာမယ်ပေါ့နော်အဲ့ထက်ပို့ပြီးတော့အရှုံးမခံတော့ဘူးပေါ့အာဒီလို setup တစ်ခါတည်းလုပ်ပြီးတော့မှ buy လုပ်လို့ရတော့ဒါပေမဲ့ကျွန်တော်ဒီမှာတော့ limit နဲ့ပုံဝယ်မယ်နဲ့ market နဲ့ဝယ်မယ်ပေါ့နော် market မှာဝယ်မယ်ကျွန်တော်ကဒါအာ take profit stop loss တွေမှထားတော့ဘူးပေါ့ဆိုတော့လက်ရှိကျွန်တော်ဒီမှာအာ PGB coin ကိုဝယ်လိုက်မယ်ပေါ့နော် ဆိုတော့စနစ် USDT စနစ်တက်သမ88ပေါ့နော်အာဆိုတော့စနစ် USDT ပဲထားပါအောင်ဒါ USDT စနစ်ဖို့ပေါ့ကျွန်တော် buy BGB လောက်လာမှာပေါ့โอเคဒါဆိုရင်ကျွန်တော်ဒါ market price နဲ့ဝယ်ပါပေါ့ဆိုတော့ဒီမှာ access ထဲမှာဒါကြည့်လို့ရမှာပေါ့ဆိုတော့ဒီမှာကျွန်တော်ဒါ BGB coin ကိုဝယ်ပါပြီပေါ့နော်အာကျွန်တော်စနစ်အာစနစ် USDT စောစောလေးဆိုတော့ကျွန်တော်ဒါ BGB 3 coin လောက်ရတယ်ပေါ့နော်ဆိုတော့ဒီမှာအာ BGB 3 coin လောက်ရှိမှာပေါ့ आलो आर चौरा एवरेज प्राइस चौची लीड तो मानी छाउटेब बेसी जना प्याल प्रॉफिट से भी, भी। याँ सोई। सेल गुने में सेल गुने भी मार्केट प्राइस नाउमें मार्केट प्राइस को देखो मार्केट प्राइस ना लिमिट ऑर्डर फाइन हमें सोने चौंधी यूएसडी यहाँ में सोना हाँ लो भी चौंधी LBGB ပေါ့တကယ်လို့ဒီမှာကျွန်တော်ဒါ order တစ်ခုတင်လိုက်ပေါ့နော်တကယ်လို့လက်ရှိ DBGB coin ရဲ့ဈေးကဒါ9ဒေါ်လာရောက်သွားပြီဆိုရင်သူ့အတူတူရောင်းသွားမှာပေါ့နော်ဒါ9ကိုရောက်သွားရင်ဒီကသူ့အတူတူရောင်းပြီးတော့ထွက်သွားမှာပေါ့နော်တကယ်လို့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲပေါ့ဒီမှာ stop loss ထားမှာဆိုရင်ကျွန်တော်ဒီမှာ stop loss လာထားလို့ရမယ်ပေါ့ဆိုတော့အဓိကတော့ stop loss ကိုတော့ဒါအာ support trade မှာတော့တော်တော်ထားရတာမရှိဘူးပေါ့ ဒါ spot trade မှာပေါ့ဒါသိပြီးတော့အသုံးမများဘူးပေါ့နော်ပြောမှဆိုရင်အာဆိုတော့ကျွန်တော်ဒါ future trade မှာတော့ stop loss ထားပြီးတော့မှလောက်တာပို့ပြီးတော့ save ဖြစ်တယ်ပေါ့ဒါမှကျွန်တော်ဒါ spot trade မှာခြားတော့ spot trade ကိုသိပြီးတော့ဒါ stop loss ကိုသိပြီးတော့မထားကြဘူးပေါ့ဆိုတော့ထားလိုက်ရတယ်မထားလိုက်ရတယ်အဲ့ဒါတော့ကိုယ်သဘောပေါ့နော်ထားမှဆိုရင်ဒီမှာတစ်ခါတည်းထားတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အာဆိုတော့ကျွန်တော်ပြန်ရောင်းမယ်ဆိုရင်ဒါ market price နဲ့ပြန်ရောင်းမယ်ပေါ့နော် market price နဲ့ပြန်ရောင်းမယ်ဆိုရင်ကျွန်တော်လက်ရှိဒီမှာ market go pyan ywe ma paw pyan ywe pi twa yin ko blao yaw ma le naw di ma order tin pi twa chit de twa chaung lo di ma zero be pya ya ba so chaung da ko cancel lo la ma okay cancel lo pi twa yin di ma chaung da sell go nei la ma paw na sell bgb okay so la di ma chaung da so yin chaung yaw pi twa yin paw da ga raw chaung da spot trade na pat sat da paw na da chaung da quantity ဟို၄၅ခုဝယ်ချင်တယ်ဆိုလည်း၄၅ခုဒီမှာဝယ်လို့ရတယ်ခေါ့နော်ရွေးပြီးတော့မှဆိုတော့ကျွန်တော် ဆက်ပြီးတော့ future trade ကိုတစ်ချက်လောက်ပါမယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ရဲ့ percent တွေက spot ထဲမှာရှိနေတာပေါ့ဆိုတော့ဒီကနေကျွန်တော်ဒီဘက်ကို future trade ကိုပြင်ပြီးတော့ရွှေ့မယ်ပေါ့နော် future trade ကို trade ရွှေ့မယ်ဆိုရင်လည်းကျွန်တော်ဒီမှာ transfer ပေါ့နော် transfer နေပြီးတော့ကျွန်တော်ဒီမှာ spot trade ကနေ future trade ကိုကျွန်တော်ရွှေ့မယ်ပေါ့ confirm လုပ်လိုက်မယ် okay ဆိုရင်ကျွန်တော်ဒါ future trade ဘက်ကိုရောက်ပါပြီပေါ့နော်ဒီမှာ spot trade ကနေ future ဘက်ကိုရောက်ပါပြီ โอเคสุดแล้วจ้าดาฟิวเจอร์เทรดมาบีจีบีควายหวยทับบีดาชีครับอ่าจ้าเนาะเลยนั่นเองนี่แหละพ่อเนาะจ้าเนาะเอ็นทรีอ่ะจอมาส่วนที่มาเอ็นทรีพลัสก็เลยเดี๋ยวสมัครลิงงานเนี่ยพ่อเนาะมาร์เก็ตพลัสก็เลยเดี๋ยวสมัครเนี่ยชอบพ่อเนาะดาดีได้ไหมอ่าหุ่นตัวเราว่าหวยพี่ว่าดีได้พี่ทาร์เลยครับพ่อเนาะอ่าบ้ามาโหชุดที่ดูจีบีอ่อ่าอยู่ได้แต่เราไม่รู้บีจีบีเนี่ยเนี่ยจ้างเนี่ยสุดที่เราไว้ไล่แต่ในทางอยู่พ่อเนาะเป็นอดีตแบบมาลิควิดเดทพลัสชีมาพ่อเนาะลิควิดเดทพลัสสุภาการอ่ะ သုံးတက်တမ66%ပဲဆိုတော့ liquidity ကတော့မဆိုင်ကျွန်တော်ဒါ liquidity plus ကိုရောက်ပြီဆိုရင်တော့ကျွန်တော်လက်ရှိဒီမှာရှိရ margin ပေါ့နော်ကျွန်တော်အာဒါ margin ကြည့်မှာဆိုရင်8 USDT ရှိမှာပေါ့နော် margin 8ရှိမှာဆိုတော့ဒီ margin ကကျွန်တော်ဒါသုံးတက်တမ66ဆိုတော့ဈေးကိုရောက်သွားရင်တော့ဒါကျွန်တော်အကုန်ပြောင်းမှာပေါ့နော်ဆိုတော့အဲ့ဒီအနေထားရှိရဲ့ဆိုတော့ကျွန်တော်ဒီမှာ set ပြီးတော့တခြား entity တစ်ခုယူရအောင်ပေါ့နော်ဆိုတော့ဒီမှာ BGB USDT ကနေကျွန်တော်ဒါ आते छा पॉइंट टू को लागू ये भी यू में बना एनसीओ प्रो एग्जांपल एग्जांपल ने ने चुना ईडीएच को भाई जिला में ओके सूरज जमाडी में ईडीएच सी में कि मां क्रॉस को ना अटैक गो में चुना क्रॉस सी में आई क्रॉस को नहीं लाए में सो चुना क्रॉस ने आइसोलेटेड ने शेयर बना ता क्रॉस सूरज जरा जो क्यों में सोचा आ चैंपियन बनो चैंपियन में क्रॉस ना वो में सो चुना တခြားကျွန်တော်ဒါ future trade မှာရှိရပတ်စံမဟုတ်ဘဲနဲ့တခြား support support wallet ထဲမှာရှိရပတ်စံနဲ့သူကသုံးမှာပေါ့နော်ကျွန်တော် future wallet ထဲမှာမဟုတ်ဘဲနဲ့ support wallet တို့တခြားဘယ် wallet ထဲမှာရှိနေရှိနေသူကယူသုံးမှာပေါ့ဒါ cross net ဆိုရင်ကျတော့အာဘယ်လိုချိန်မှာယူသုံးပါလဲဆိုတော့သူကဒါဈေးကျနေတဲ့အချိန်ပေါ့နော်ဒါကိုယ့်ရဲ့ loss ဖြစ်နေတဲ့အချိန်ပေါ့သူကကိုယ့်ရဲ့ liquidity မဖြစ်အောင်ပေါ့နော် liquidity ကိုထိန်းအောင်ထိန်းမဖြစ်အောင်ဆိုပြီးတော့သူကနေပြီးတော့ယူယူပြီးတော့သုံးမှာပေါ့နော်အဲ့ချိန်မှာကျွန်တော်ဒါ တခြား wallet ထဲကပတ်စံတွေလည်းသူကယူသုံးတယ်သူတို့ isolated နဲ့ trade မှာဆိုရင်ကျတော့ကျွန်တော်ကမှ30 USDT ပို့ဝယ်တယ်ဆိုရင်အဲ့30ပဲယူမှာပေါ့သူကအဲ့30တက်ပို့ပြီးတော့မယူပေါ့နော်သူတို့ကျွန်တော်ကတော့အများဆုံးဒါ isolated နဲ့ trade လုပ်တာများတယ်ပေါ့နော်သူတို့ကျွန်တော်လက်ရှိလဲကျွန်တော်က isolated ကြောင်းလိုက်မှာပေါ့ဆိုတော့ဒီမှာကျွန်တော်ဒါ isolated ကြောင်းပြီးသွားပြီဆိုတော့ဒီမှာ 10x ပေါ့နော်ပြောမှဆိုရင်ဒီဘက်မှာကျွန်တော်ကြည့်မှာဆိုရင် tan x ရှိမှာပေါ့နော်အပိုင်းကျွန်တော် tan x ရှိမှာပေါ့ဆိုတော့ tan x နဲ့ယူမယ်ဆိုရင်လည်းဒါဖိတ်လို့ရတယ်ပေါ့တကယ် risk management ဆိုတာဒီမှာသတိထားရတာပေါ့ဒါဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာ ph နဲ့ဝယ်လိုက်ရင်ကျွန်တော်ညက်တာလည်းကျွန်တော်ဒါ 50h ပေါ့နော် 50h နဲ့မြတ်မှာပေါ့ရှုံးရင်လည်းကျွန်တော်ဒါ 50h နဲ့ရှုံးမှာပေါ့နော်ပြောမှဆိုရင်ဒီ 50h ဆိုတာကျွန်တော် ့ကိုယ့်စီမှာတစ်ဆယ်ရှင်းတရာဖို့ထွေးလို့ရတယ်ပေါ့နော်ဒီဟာ leverage ပေါ့ကိုယ့်စီမှာတရာရှင်းရင်တထောင်ဖို့ထွေးလို့ရတယ်အဲ့လိုမျိုးပေါ့ကိုယ့်စီမှာတစ်ဆယ်ရှင်းရင်တရာဖို့ထွေးယူလို့ရမှာပေါ့အာပြောမှဆိုရင်ကိုကိုယ့်စီမှာပတ်စံနေတဲ့ရှင်းတာမှဒါကွာ position ကြည့်ကြည့်ယူလို့ရတယ်ပေါ့အဲ့အနေထားပေါ့နော်ဆိုတော့ကျွန်တော်ကတော့လက်ရှိအများကြီး leverage တော့မသုံးတော့ပေါ့နည်းနည်းတော့သုံးပြမယ်ပေါ့နော် leverage သုံးပြီးတော့ train ဘယ်လိုအနေထားရောက်လဲဆိုတော့ကျွန်တော်ဒါကို 20x လောက်ထားကြည့်မှာပေါ့ နားလည်းပြီးသားသူတွေအနေနဲ့ကတော့ဒီဗီဒီယိုကကြည့်ရမလို့ပါဘူးဒါ future trade နဲ့ support trade နဲ့နားလည်းပြီးသားသူတွေအနေနဲ့ကတော့ဒါနားမလည်တဲ့သူတွေအနေနဲ့ကျတော့ဒါကျွန်တော်ဒါ Binance ထဲမှာ trade trade ပြာကျွန်တော်ဒါ wicket ထဲမှာပဲ trade ယူဒါမှမဟုတ်ကျွန်တော် OKH တို့တခြား bear wallet ထဲမှာယူဒါ trade ပုံ trade နေရတော့ဒီပုံစံတိုင်းပဲဆိုတော့အားလုံးကတော့တူပဲပေါ့နော်အာ okay ဆိုတော့ကျွန်တော်ဒါအောင်လဲ market price ပေါ့နော်ခုနလိုပဲကျွန်တော်ဥပမာရှိသလိုပဲကျွန်တော်ဒီမှာ limit price နဲ့ဝယ်လို့ရမယ် मार्केट प्राइस नहीं हुए लो या को पर तो ना मार्केट क्रैश नहीं पे लाय मेरे को ना लॉन्ग बैक हो चुना है जी यू लाय मेरे को चालीस ही तो है चुना ट्वेंटी एक्स ने यू खा रहा पना आ पर तो ना रहा ट्वेंटी एक्स ने यू खा रहा फिर ऐसे हम ट्वेंटी एक्स यू लाय में पर तो ना जिमा ओपन लॉन्ग पना आ पर जिमा मार्केट क्रैश नहीं चुके खारे हुए था मेरे पर ट्वेंटी एक्स ने चुना यू लाय फिर ऐसे हम लोग चुना लिक्विडेट का ने तो 2326ခုနော်ကျွန်မဆိုရင် liquidate ကအရင်မဝေးတော့ဘူးအခုကျွန်တော်ဒါ market price ကိုကြည့်မယ်ဆိုရင်2435ပေါ့နော်ဒါ100လောက်မှာပေါ့ထက်ပြီးတော့100လောက်ကျလာရင်ကျွန်တော်ဒါ liquidate ဖြစ်သွားမှာပေါ့နော်ကျွန်တော်ဒီမှာရှိရဒါ subnet USDT လက်တခါလဲ show မှာပေါ့ပြောမယ်ဆိုရင်ပေါ့နော်ဆိုတော့ liquidate ဝေးလေခေါင်းလေပေါ့နော်တကယ်တမ်းပြောမယ်ဆိုတော့အာဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီမှာဈေးကျလာလို့ကျွန်တော်ဒါ second hand GTC လို့ရတယ်ဆိုရင်လည်း တော့ဒါ liquidity အများကြီးယူထားတဲ့ဆိုရင်ကျတော့တိတ်အဆင်မပြေဘူးပေါ့ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒါ liquidity အရင်ကြီးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ဒါကိုပြန်ရောင်းပြီးတော့မှလက်ရှိကျွန်တော်ဒါကိုပြန်ရောင်းပြီးတော့ကျွန်တော် IX လောက်နဲ့ပြန်ဖွင့်ကြည့်မှာပေါ့နော်ဆိုတော့ရောင်းမှဆိုတော့နည်းနည်းပြန်ကျနေဒါကျွန်တော် BGB ကတော့ဝယ်ထားပြီးသားပေါ့โอเคကျွန်တော်နည်းနည်းတော့အရှုံးခံပြီးတော့ရောင်းလိုက် and then load show plan. Okay, the load function is online. You know? So let's see, you know, how is online? You know? Close low library. So, you know, do my PMV or leverage with them online. For. Leverage code on the map. You know, so, you know, the chart. Uh, so the finance to value matter the short position to leverage the full long position to leverage the full so the machine for a bigger matter so that short frame point uh တမျိုးပေါ့နော် long clip မှာဆိုရင်တမျိုးပေါ့ဒါပြန်ပြောင်းရတဲ့အနေထားပေါ့နော်ဆိုတော့ကျွန်တော်အာ long ကိုပဲကျွန်တော် 5x long နဲ့ဝယ်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်အဓိကဒါ liquidate နဲ့ပတ်သက်ပြီးတော့ပြဆိုတာပေါ့တကယ်လို့ကျွန်တော် 5x နဲ့ long ကိုလက်ရှိ market price နဲ့ကျွန်တော်ဝယ်လိုက်မယ်ပေါ့အာဆိုတော့လက်ရှိဆိုရင်ဒီမှာကျွန်တော် ETH USDT ပေါ့နော် ETH USDT ပေါ့နော်လက်ရှိဒီမှာဆိုရင်ဒါ 5x နဲ့ယူထားတာပေါ့ တော့ file နဲ့ယူထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ liquidate က1959ပေါ့နော်နည်းနည်းဝေးသွားတဲ့အနေအထားမှာကျွန်တော်တွေ့ရမှာပေါ့ခုနဆိုရင်တော်တော်လေးကြီးတယ်ပေါ့နော်ဆိုတော့ဒီလိုအနေအထားမှာကျတော့တကယ်လို့ကျွန်တော်ဒါအာ2000ပေါ့နော်2000တောင်မဟုတ်လဲ2100လောက်ရောက်တဲ့ဆိုရင်ကျွန်တော်ဒီမှာထပ်ပြီးတော့ second hand TTC အနေနဲ့ယူလို့ရမှာပေါ့နော် second hand ဆိုတာကျွန်တော်ဒါနောက်တစ်ချိန်ပေါ့နော်ဒါ2100ရောက်သွားရင်ကျွန်တော်ဒါနောက်တစ်ချိန်ပြန်ပြီးတော့ဝယ်တာပေါ့ဒါကိုကျွန်တော်ဒါ second hand TTC လို့ခေါ်တာပေါ့ โอเคถ้าเราปีตัวไปเป็นเราจะได้ช็อตไฟในประเทศทานาเลยนะครับตัวเราอ่าดูดูไปก่อนเนาะตอนที่มาอารมณ์ว่าเราดูดูไปมาช็อตไฟจังหวะช็อตไฟมาตัวเองช็อตผู้จังหวะแต่เราถ้าบีดอัดไฟจีมาก่อนช็อตผู้แต่เราถ้าไม่ตอนที่มาช็อตไฟนี่มาบอกโอเพนช็อตก่อนนะถ้าได้ครอปเฟดตัวบารูเลยตอนที่มาจะขายไดเท่าไหร่ยังอุ้มมาตอนนั้นเท่างามาเท่างามายาวาหมก่อน ာတကယ်လို့ဈေးက2400ဒီကျလာရင်ကျွန်တော်ထွက်မယ်ပေါ့ဒီအနေထားနဲ့ကျွန်တော်ဒါမှအာတခါတည်း set လုံးထားလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ဒါအာ set open short ပေါ့နော်ဒီကတော့ကျွန်တော်ကျွန်မဆိုရင် short ကိုပြန်ပြီးတော့ကျွန်တော်ဒါနော်ဝယ်တာကျွန်တော် open long อ่ะကျွန်တော်ကျွန်တော်ဈေးတက်မှဆိုပြီးတော့ခမန်းပြီးတော့ဝယ်တာတချို့ open short ဆိုတာကျွန်တော်ဒီကနေစပြီးတော့ဈေးကျမှဆိုပြီးတော့ခမန်းပြီးတော့ဝယ်မှာပေါ့ အဲ့ကြတော့ကျွန်တော်ဒါဈေးကကြလေကျွန်တော် profit ရလေပေါ့နော်ဆိုတော့ဒီမှာ open short ကိုကျွန်တော်ဝယ်လမ်းမှာပေါ့တဲ့ဟဲ့ကျွန်တော်နော်ဒါရှိဆိုရင်ကျွန်တော်ဒီမှာ short position တခုဖြတ်ထားရပေါ့နော်အာဆိုတော့ကျွန်တော်ဒီမှာ liquidity ကြည့်ကြည့်မှာဆိုရင်2650တကယ်လို့ဒီဈေးက2650ပေါ့နော် ETH ဈေးကအဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်ရဲ့ဒါ position က liquidity ဖြစ်သွားမှာပေါ့နော်အာ liquidity ဖြစ်သွားမှာပေါ့ဒါတော့ကျွန်တော် tan h เนี่ยปะเนาะ tan h จองตัว liquidity ก็อย่างไอ้ move ปะตัวเราจะเราเปลี่ยน close low ไปก่อนมาตรงนี้มา pi h เราเนี่ยไปเปลี่ยน point จิมาปะเนาะ pi h เราเนี่ย point มั้ยเนี่ยเราจะเรา open short ไปลงมาปะเนาะโอเคสรุป open short ลงได้ดิอ่าสรุปจนไอ้ liquidity price กัน1900ปะเนาะเกี่ยวมาส่วน wave ไปปะคุณน่ะแทไซน์ wave ไปปะสรุป leverage ก็จะเราช็อตไปแล้ว3เวจน liquidity ก็ได้ wave เลยปะเนาะ အဓိကက leverage ကကျွန်တော်ပြောမှဆိုရင်နားမလည်ဘူးတိတ်ပြီးတော့ခေါ့နော်ဒီကွက်သဘောတရားကိုနားမလည်ဘူးဆိုရင်တော့ leverage ကိုအများကြီးမယူဘဲနဲ့ leverage နည်းနည်းပဲယူပြီးတော့ trade လုပ်တာပို့ပြီးတော့ safe ဖြစ်တယ်ခေါ့နော်ကိုကနားလည်တယ်ခေါ့နော်နားလည်တယ်ဆိုရင်တော့ leverage ကိုကိုကြိုက်တယ်လို့ယူပြီးတော့မှဒါ trade ယူလို့ရတယ်ပေါ့နားမလည်သေးတဲ့အဆင့်မှာဆိုရင်တော့ဒါ leverage ကိုနည်းနည်းပဲယူပြီးတော့မှခေါ့နော်ဒါအာဒီကွက်ကိုပို့ပြီးတော့နားလည်အောင်လေ့ကျင့်တာပို့ပြီးတော့ကိုယ့်ရဲ့အကျိုးရှိရပေါ့ ။ဘာကြောင့်လဲဆိုရင်ဒါ liquidity ကြီးရင်ကျွန်တော် risk ကများတယ်ပေါ့နော်။ crypto market ကလည်းကျွန်တော်ပြောမယ်ဆိုရင်အရင် up down อ่ะကျန်းတယ်ပေါ့နော်။တခြား market တွေထက်ဆိုင်သွားဒါကျလိုက်တက်လိုက်အဲ့လိုမြန်တယ်ပေါ့။ဒါကြောင့်မလို့ကျွန်တော်ဒါ leverage ကို short ပြီးတော့သုံးတာပို့ပြီးတော့ save ဖြစ်တယ်ပေါ့နော်။အာဆိုတော့ဒီ video မှာတော့ဒီလောက်ပါပဲ။အဓိကကျွန်တော်ဒါ support trade နဲ့ future trade ပေါ့နော်။ဒါ bigger ထဲကအခြေအနေကိုဒါရှင်းပြတာဖြစ်တယ်ပေါ့။နားမလည်တာမရှင်းတာရှင်းတယ်ကျွန်တော်လာမေးလို့ရတယ်။ဒါကြလို့ဒီထက်မှကျွန်တော်ပြောတာ ဒါမားတယ်ပေါ့နော်မားတဲ့အနေထားရှင်ပဲကျွန်တော်တို့ဒါထောက်ပြလို့ရတယ်ပေါ့ခဏိဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်